ဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှကျွန်တော်တို့ရဲ့ channel လေးကနေတက်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဝိပဿနာ၃မျိုးဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ခင်ဗျာဝိပဿနာဆိုတာအနေစာဝိပဿနာဒုက္ခဝိပဿနာ အနတ္တဝိပဿနာလို့၃မျိုးရှိပါတယ်၃မျိုးမှပိုပြီးတော့၄မျိုးမရှိပါဘူးဝိအထူးပြု၍ပတနာရှုကြည်ခြင်းဖြစ်ရာ ရုံဏတို့ဤဟုတ်တိုင်းမှန်ရာတဘာဝကြကြအဖြစ်ကိုအဖြစ်အတိုင်းအပြက်ကိုအပြက်အတိုင်းအရှိကိုအရှိအတိုင်းမြင်အောင် ရှုကြည့်ခြင်းလို့ဆိုလိုပါတယ်၁အနိစ္စဝိပဿနာဆိုတာမမြဲခြင်းကိုမြင်အောင် ရှုကြည့်ရမယ်မမြဲပုံချင်းရာကိုသိအောင်ဉာဏ်နဲ့မြင်အောင်ရှုကြည့်ရမယ်ရှုကြည့်လို့မြင်ရင်အနိစ္စဝိပဿနာရဲ့သဘောလက္ခဏာရှုကြည့်ဆင်ခြင်တတ်ပြီလို့ဆိုရပါမယ်ဘာတွေမမြဲတာတုံးဆိုရင်ဘာမှမမြဲပါဘူးမြဲတော့အရာဘာမှမရှိပါလို့ဖြေရပါမယ်လောကကြီးအမြဲမရှိတတ္တဝါကြီးအမြဲမရှိအရာဝတ္ထုကြီးအမြဲမရှိ ဘာမှအမြင်မရှိဒါကြောင့်တတလောကသင်္ခါရလောကဩဃာတလောကအလုံးအနိစ္စကြီးသာလို့မှတ်ပါလူတွေလည်းအမြင်မရှိကြကျွဲနွားစင်မြင်းစတဲ့တရားဝါလေးလည်းမမြင်ကြပါကျောင်းကံဖရာတိုက်အင်သစ်ပင်စတဲ့အရာဝတ္ထုအလုံးလည်းမမြင်ကြပါတသရှိတမဲ့အလုံးဘာမှအမြင်မရှိကြပါဒီလိုအရာခသိန်းကိုမမြင်ဘူးအမြင်မတည်ကြဘူးကိုသိမြင်လာအောင်ရှုကြည့်တတ်ရင်ရှုကြည့်လို့သိမြင်ပြီဆိုရင် အနေစာဝိပဿနာထင်ပြီးမြင်ပြီးလို့နားလည်ရပါမယ်။နှစ်ဒုက္ခဝိပဿနာဆိုတာကဆင်းရဲခြင်းအမှန်ကိုမြင်အောင် ရှုကြည့်တဲ့နည်းပါ။ဆင်းရဲပုံအချင်းအရာကိုသိအောင်ဉာဏ်နဲ့မြင်အောင်ရှုကြည့်ရပါမယ်။ရှုကြည့်လို့မြင်ရင်ဒုက္ခဝိပဿနာရဲ့သဘောလက္ခဏာရှုကြည့်ဆင်ခြင်တယ်လို့သိရပါမယ်။ဘာတွေဆင်းရဲတယ်လဲလို့ဆိုရင်တော့တတလောကကြီးတစ်ခုလုံးဘာမှချမ်းသာဖို့မရှိပါဘူး။ချမ်းသာတယ်ဆိုတာကိုရှာကြည့်ပါ။ဘာမှမတွေ့ရပါဘူး။ စားရတာချမ်းသာသလားမစားဘဲနေလို့မဖြစ်တဲ့အတွက် စားနေရတာပါမော်တော်ကားကိုဓာတ်ဆီထည့်ပေးပြီးမောင်းနေကြရတယ်လို့တရက်ကတရက်ကိုအသက်ဆက်နေသွားနိုင်အောင်အစာကျွေးရေတိုက်ပြီးမွေးမြူပေးနေရခြင်းမှာအမှန်တကယ်ချမ်းသာမှုမဟုတ်ပါဘူးညံနဲ့မြင်အောင်ရှုကြည့်ပါအိရာတာကိုချမ်းသာသလားတခါတရံခရီးသွားရများလို့မော်ပန်ညောင်းညာလာတဲ့အခါမျိုးမှာအိရာဘုတ်ကိုပြက်လဲအိတ်လိုက်ရတာကိုချမ်းသာတယ်လို့ထင်မိရတတ်တယ် မကျမ်းမမာဖျားနာလို့အိယာပေါ်အချင်းချင်းကြအိနေရရင်အိယာချင်းရဲ့ဆင်းရဲပုံကိုသိမြင်လာပါလိမ့်မယ်ဆင်းရုံပေါ်မှာတလားလောက်အိလက်ရရင် ပို့ပြီးညင်းငွေပါမယ်ဒါကြောင့်အိယာချင်းကချမ်းသာမှုမဟုတ်တဲ့အကြောင်းဆင်းရဲကြောင်းအမှန်တဘောတဘာဝကိုဉာဏ်နဲ့မြင်လာအောင် ရှုကြည့်ပါထို့နည်းအတူပဲ သွားနေရခြင်းရက်နေရခြင်းထိုင်နေရခြင်းတစုံတရာလောက်ကင်နေရခြင်းကိုယ်ခန္ဓာလှုပ်ရှားနေရတာမှန်သမျှကိုရှုကြည့်ပါ ချမ်းသာမှုမရှိဘူးအာလုံဆင်းရဲခြင်းဖြစ်ကြောင်းတဘာဝအမှန်ကိုမြင်လာပါမယ်ဒီအခါမှာဒုက္ခဝိပဿနာရဲ့သဘောကိုထင်ပြီးမြင်ပြီးနားလည်ပြီးလို့မှတ်ရပါမယ်၃အနတ္တဝိပဿနာဆိုတာကတော့အစိုးမရခြင်းကိုပဲ မြင်အောင် ရှုကြည့်ရတာကိုဆိုပါတယ်အစိုးမရပုံချင်းရာကိုသိအောင်ဉာဏ်နဲ့မြင်အောင် ရှုကြည့်ရမယ်ရှုကြည့်လို့မြင်ရင်အနတ္တဝိပဿနာရဲ့လက္ခဏာရှုကြည့်စင်ကျင်တတ်ပြီလို့ဆိုရပါမယ် ဘာရီအဆိုးမရတလဲလို့ဆိုရင်တော့ဘာမှအဆိုးမရပါ အဆိုးရခြင်းဘာမှမရှိပါကုံကုံပြောရရင်မိမိကိုယ်ကိုယ်တောင်မှမိမိအဆိုးမရပါ မပိုင်းဆိုင်ပါကိုယ်သဘောကျလောက်ကိုင်းနိုင်ခြင်းအရှင်းမရှိပါတမထကမ္မထ40တမေတိတိတမေတာတမေတိတိငြင်းအေးစေတဲ့ဤအေတိတမထို့ကြောင့်တမေတာတမထမိဤတမထသရာငြင်းအေးခြင်းကိုဟောတယ်တမထဆိုတာငြင်းအေးကြောင့်တရားလို့ဆိုပါတယ် ကတိုင်း7ပါးအနုဒတိ7ပါးအတုပ7ပါးဗြမဝိယာရ4ပါးအာရုပ4ပါးအာဟာရပတိကုသတင်ညာ2ပါးစတုဝဝဋ္ဌံ2ပါးပေါင်းတော့တမ္ပရကမ္မထံ40ဖြစ်ပါတယ်ဘောဂလေဇာတရပုဂ္ဂိုလ်ရဲ့အလိုအချိုက်ကိုလိုက်ပြီးတရားအမြင်သိလွယ်ကြစီဖို့အမျိုးမျိုးဟောကြားတော်မူထားခြင်းဖြစ်ပါတယ်လူတချို့ကတမ္ပရကမ္မထံကိုအထင်သေးတဲ့စိတ်နဲ့ပြောဆိုတဲ့ကြားရဘူးပါတယ်ဖရာအလောင်းတော်ကြီးများဖရာဖြစ်ဖို့ဘဝအဆက်ဆက်တမ္ပရကမ္မထံနဲ့ ပါရမီဖြည့်ကျင့်တော်မူခဲ့ရခြင်းဖြစ်ပါလေ။မြေရှုပ်ပြီးမိုးပြန်နိုင်စွမ်းတဲ့ဇန်အဘိညာတကူအမျိုးမျိုးဆိုတာလေတမထကမ္မထမ်းကြောင့်ဆွမ်းဆောင်နိုင်ကြခြင်းဖြစ်ပါလေ။ဒါကြောင့်အထင်မသေးထိုက်ဘူးအထင်ကြီးရမယ်လေးစားရမယ်။နေစားတောင်းတသာသနာပြုဆရာတော်ကြီးဦးဓမ္မတာရဘိဝန္တာမိုးကုတ်ဆရာတော်ဘုရားကြီးဤဝိပဿနာဉာဏ်အတွင်းပုံအနတ္တကိုငါလို့ဆိုနေကြရုတ်တရားကကံစိတ်ဥဒုအာဟာရကလောက်ထားတာ ဒီကန္နာကဘယ်ချိန်မဆိုပူလိုက်အေးလိုက်ဖောက်ပြန်လိုက်ပျက်စီးလိုက်ဒီလိုဖြစ်နေတာကရုပ်ရည်ပင်ကိုယ်သဘောနံခန္ဓာ၄ပါးကလည်းအာယုန်နဲ့ဓွာရနဲ့ဓွာရကသာပူပါတယ်မိမိတို့လှုပ်ထားတာမဟုတ်ပါဘူးမိမိတို့ကကြားထဲကမပိုင်ချင်ပါနဲ့နံကအာယုန်ကိုညွတ်တက်တဲ့သဘောဆိုင်းဘုတ်ကသာယောက်ျားမိမရှိတာကရုံနယ်ဖြစ်ဖြစ်မိမိတို့ကခန္ဓာ၅ပါးကိုငါကူငါဟာလှုပ်နေတာနဲ့သူတို့ကဖောက်ပြန်သွားလိုက်တိုင်းကိုပိုင်နေတယ်ထင်လို့ကိုကြိုးတွေနေပါဘောဆိုပြီးကိုနာစိတ်နာပေါ်တာ ခန္ဓာ၅ပါးကိုခြုံလိုက်တော့ယုံနေတယ်။ဉာဏ်မျက်လုံးနဲ့ကြည့်လိုက်တော့ဖြစ်ပြက်ပဲရှိတယ်။ဖြစ်ပြက်တဲ့ငါးဝင်မရှုပ်ပါနဲ့ဘယ်သူမှမပိုင်ပါဘူး။သူဖြစ်ခြင်းသလိုဖြစ်ပြီးသူဖောက်ခြင်းသလိုဖောက်မယ်။ဘယ်သူမှတားဆီးလို့မရဘူးဆိုပြီးနေတဲ့အနတ္တခန္ဓာကိုယ်ရဲ့ပါ။သူပေါ်တဲ့နေရာ၊သူတည်တဲ့နေရာပေါ်လာကိုမိအောင်ပိုင်အောင်ရှု မရှုမိတာနဲ့တဏှာလာတာပဲ။တဏှာမကူးခင်ဉာဏ်ဥအောင်တက်ကြပါ။ဖြစ်ပြက်ဆုံးအောင်အရှုခိုင်းတာကတဏှာအသက်ခိုင်းနေတာပါ။မိမိတို့တဏှာတက်ခြင်းရင်ဝေဒနာရှုချက် တဏှာသက်ခိုင်းခြင်းသည်မိမိတို့အားကြုံဆင်းရဲမှလွတ်ကင်းစေခြင်းလို့မှတ်ပါမြင်စိတ်ကလေးကမြင်ပြီးချက်ချင်းပြတ်သွားတာပဲသူ့နေရာမှာချက်ချင်းနောက်စိတ်ကအစားထိုးလို့သာပြတ်သွားတာကိုမသိလိုက်တာမြင်စိတ်ကအကောင်းဆုံးမရွေးနိုင်ဘူးဝန်းထဲပေါ်တဲ့တဏှာကမှအကောင်းဆုံးရွေးတာ မြင်လို့ဘာမှမဖြစ်ဘူးဆိုရင်တော့အနိစ္စဒုက္ခအနတ္တလက္ခဏာတွေမသိလိုက်တဲ့အထွတ်မောဟလှိုင်းထတာမြင်စိတ်ဖြစ်ပျက်ရှုရင် မြင်လို့ချင်းမြင်မုံစာရာတွေပေးတယ်မိမိတို့နဲ့ဘာမှမဆိုင်လို့မိမိတို့မှာဘာမှစိတ်နာစရာမရှိပါဘူးကိုနာတိုင်းစိတ်မနာတဲ့ညံညံလုံးမရရင်တတန်တရာလုံးကိုချိုးနေလာတော့မယ်ဒီခန္ဓာကြီးကတော့အာမထုတ်လဲတေရသွားမှာပဲအာထုတ်လဲတေရသွားမှာပဲဘုဒ္ဓဆင်ဖြစ်နေသေးရင်လူတသိန်းသေးလို့သူဂရီတယောက်မရောက်ဘူးအကောင်လုံးအပယ်ကြီးသွားကြတာပဲယနေ့စကြဝဠာမင်းမနှက်ပြန်ထေဦးရေရောက်နိုင်သေးတယ်အပယ်မိုးချိုးပြတာကို လူရာတန်းတာလောက်ထလန့်နဲ့ကာလို့မရပါဘူးဝိပဿနာနဲ့ကာခွေမှရမယ်အသေးဘက်ကိုပြေးနေတဲ့ခန္ဓာကိုယ်ကနောက်ဆွဲထုတ်လို့မရဘူးဒီတော့ပြင်းလွှားရင်ပဲသစ္စာသိတဲ့အလုပ်မြ мян လုပ်တုတ်တန်သွားရင်လောက်ရမှာအပေသွားတဲ့တန်ရောစင်လောက်တော့မိမိတို့ဖြတ်ထားဖို့သင့်ပြီတန်ရောစင်ဖြတ်ဆိုတာနဲ့ရှိတဲ့ပစ္စည်းတွေအကုန်စွန့်မှဒီလိုမမှတ်ပါနဲ့ဘာဖို့ဘာစားစားဝေဒနာနဲ့တနာချာမဝင်ဖို့ပဲအရေးကြီးတယ် တရားလုပ်ခြင်းမရသိရင်လည်းတရိတာပညာနဲ့ပြည့်ပြည့်စုံဆိုတာလေးခယူးဆိုင်ပါဝိပဿနာ မလုပ်ဖြစ်သေးတာဖြင့်သိရတာအားမရသေးဘူးလားလို့မေးဖို့ရှိပါတယ်မိမိတို့ကိုအင်မတန်ကိုကြိုးကြီးနဲမှာဆိုးလို့သာအလုတ်ခိုင်းနေတယ်မှတ်ပါမိမိတို့မသိလို့သာအေးအေးနေနေကြတာကြောကြမိမိတို့တွေ့ရမယ့်ဒုက္ခကမသေးပါဘူးဆူတောင်းပြေဖရာမကင်းနိုင်ပါဘူးငါသိရင်ဘာများဖြစ်အောင်ပါလဲလို့ဘယ်တော့မှသွားမတွေးပါနဲ့ကိုယ်ခန္ဓာရဲ့ပေါ်တည်းကြီးကို ဒုက္ခသစ္စာတွေပဲလို့သိပြီးများသိရင်တေရာနဲ့တပြိုင်တည်းဆိုသလိုနတ်ပြည်ရောက်လို့သောတာပန်တည်တယ်လို့ဆိုတာတခါတည်းဆုံးဖြတ်ချက်ချထားလိုက်နတ်ရွာသူကလေးနဲ့နေဗမာလွဲလို့ဘဲမမရောက်နိုင်လို့ငါသိရင်ဆုံးမတော့နဲ့လို့မှာခဲ့ဝိပဿနာရှုတဲ့အခါအတိတ်ယုံနာဏီကဖြစ်ပြီးပြောက်ပြက်ကုန်ပြီမို့ရှုစရာမလိုဘူးအနာဂတ်ယုံနာဏီကမဖြစ်ကြသေးလို့ရှုစရာမရှိဘူးအခုခန္ဓာကိုယ်ပေါ်မှာပေါ်စေဖြစ်စေဖြစ်တဲ့ယုံနံပေါ်မှာသာပြေစုံပန်တက်အောင်ရှုမှတ်ရမှာ အခုသေးတာအခုကြည့်ခိုင်းတာကြားစိတ်ကလေးပေါ်လာတယ်ဆိုရင်ဝေဒနာတင်ညာသင်္ခါရနဲ့တကွခန္ဓာ၅ပါးစလုံးတစ်ပြိုင်တည်းပါလာကြတယ်ဒီအထက်မှာထက်မြက်တာတစ်ခုကိုရှုရမှာအများမလိုဘူးတစ်ခုတည်းပြတ်ထန်းရဖို့ရှုဖို့ပဲသိယုံတယ်ဆိုရင်ဝေပဒနာရှုကောင်းမကောင်းဆိုဝေဒနာရှုခန္ဓာ၅ပါးစလုံးတစ်ဖြုတ်ဖြုတ်နဲ့ပျက်စီးပြောင်းလဲနေကြတာပဲယခုပြစ္ဆုတ်ပံပေါ်လာတဲ့မိမိခန္ဓာ၅ပါးအစပြောက်မသားဖြစ်သွားတာကိုမိမိဉာဏ်နဲ့မြင်ရမှာ ဉာဏ်ကခန္ဓာကိုသစိမ့်သဘောထားပြီးကြည့်ရမှာခန္ဓာ၅ပါးကသစိမ့်သစိမ့်လို့ပြီးပြီးမြင်တာအရိယာမျက်လုံးပဲခန္ဓာကိုယ်ထဲမှာယုံနဲ့ဓမ္မတွေခဏခဏသိပဲဝင်ပြောင်းလဲနေတာတွေကိုဉာဏ်နဲ့မြင်အောင်ကြည့်ရတာပဲရှုကြည့်တဲ့အခါပေါ်လာပြီးမရှိတာကိုသိစီရမယ်ခန္ဓာမရှိတာသိတာကဝိပဿနာပဲဘယ်ခန္ဓာလာလာ မရှိတာသိရမယ်ခန္ဓာမရှိမြင်တာဒီခဏနိဗ္ဗာန်ခန္ဓာအမြဲမရှိတာဒီအမြဲနိဗ္ဗာန် ဒီလိုမရှိတာမြင်တဲ့အသည့်မျိုးတာရှည်နေပြီဆိုရင်နိဗ္ဗာန်သာကပ်နေပြီရှေ့အသေးကို အစားထိုးတဲ့နောက်အနေကနေကြည်နေတာခန္ဓာရဲ့ဘယ်အချင်းကြည်လိုက်ကြည်လိုက်ပေမာနဲ့ပေတာတွေ့ပါစေရုံဏခွဲနေစရာမလိုပါဘူးဘာပေါ်ပေါ်ရုပ်ပေါ်မှာနံပေါ်သောကြောင့်ရုံဏပေါ်တာပဲရုံဏရဲ့ဖြစ်ပျက်ကိုမြင်ရင်ဒုက္ခမြင်ပြီရေယူခဲ့ပါဆိုရင်ခွက်ပါပါလာတယ်လို့စိတ်တစ်ခုကိုရှုရင်ခန္ဓာ၅ပါးပါတယ်ကိုယ်ခန္ဓာရဲ့ထင်းထင်းရှားရှားပေါ်လာတာဟူသည်ဖြစ်ပျက်မြန်မြန်ရှုချက် ်သွက်ပလိစီမသွက်ရင်တဏဥပါဒံကံဇာတိဇရာမရဏနိယမတရားကြီးကသွက်သွားလိမ့်မယ်ဖြစ်ပြက်မုံရင်ဒုက္ခဆုံးပြီဖြစ်ပြက်ဆုံးရင်ဒုက္ခဆုံးပြီလားမှတ်ပြီးတော့ဒုက္ခဆုံးရင်ဒါနိဗ္ဗာန်ပဲနိဗ္ဗာန်ကိုရည်တန်သည့် page ကဂူယူပြီးပူဇော်ပါလေဘာလို့လူလာဖြစ်ကြတယ်မိမိတို့တကားတကားမတွေဟာလူဖြစ်လာပြီးတကားလအိမ်တော်ပြုခြင်းသားမွေးခြင်းသားသမီးတွေလှုပ်ကြွေးခြင်းဒါလို့ဖို့လာတာမဟုတ်ပါဘူးတဲ့ဒုက္ခဘဝမှာကြွချင်လို့ အပယ်လေးပါးမှတက်ပြီးတကားလာလာခဲ့ကြရတာဒီကြမှာရောင်ချာချာဘဝတနာကလှင်စားလိုက်ပဝန်းကျင်ကလှင်စားလိုက်နဲ့တကားတကားမှဒီမှာတဲ့မရစဘူးအရာထူးတဲ့ဘဝကြီးကိုအလွဲသုံးစားနဲ့အချိန်ကြီးဖြုံးလိုက်တဲ့အတွက်အနာကြီးနာနေတယ်ဆိုတာသိအောင်လည်းလုပ်ကြပါကောင်းမှုကုသိုလ်တရားဆိုတာစိတ်ပါလဲလို့စိတ်မပါလဲလို့အားရင်လည်းလို့မအားရင်လည်းလို့ဘာကြောင့်လဲဆိုတော့အူတာလည်းမအားပဲအူနေတာနာတာလည်းမအားပဲနာနေတာ တေချင်ကြတော့လည်းမအားပဲတေးရမှာဆိုတော့အာကိုစရာတရားဆွမ်းအားကသမုဒ္ဒရာဝန်တထွာကိစ္စကားနေပြီးတော့လိမ္မာပါနဲ့စွာပြုတ်လုအားထုတ်ကြရမှာပါအရေးကြီးဆုံးကဘာတိဘူးလဲတစ္ဆာမသိရင်သောတာပန်သက္ကရာကံအနာဂံမြဟန္တာဖျားမဖြစ်နိုင်တစ္ဆာမသိရင်ပရိစ္ဆသမုပ္ပဲအယဘုံဘဝလူချင်းတဲ့ကံတွေကိုပြုကြမှာဖြစ်ပါလေဒုက္ခရောက်ဖို့အလုတ်သာလုံနေကြတော့မယ်ဒနာဥပါဒံကံတွေလုံရင် ဒုက္ခသစ္စာရမယ်လို့မသိတဲ့အတွက်ကိုဒုက္ခရောက်မဲ့အရေးကိုယ်တိုင်လုံနေကြတယ်။ဒါကြောင့်ပရိသတ်သမုပ္ပတ်လဲပြီးတန်တရာအရင်ပြည့်ဖြစ်ကြရတယ်။ဖျားဖြစ်လာခြင်းကတန်တရာဖြက်လန်းထွက်လန်းကို ပြခြင်းလို့ဖြစ်လာခြင်းဖြစ်ပါတယ်။ပရိသတ်သမုပ္ပတ်ဖြတ်တဲ့နည်းကိုပြခြင်းလို့လောကအကျိုးအတွက်ရည်ရွယ်ပြီးလာခဲ့ပါတယ်။ပရိသတ်သမုပ္ပတ်ဖြက်လန်းကိုသိဖို့မှာခန္ဓာကိုညံဆိုင်ရမယ်။ခန္ဓာကိုညံမဆိုင်တဲ့ရင်သမုဒိယသစ္စာကိုအားပေးတယ်လို့ဖြစ်နေမယ်။နိဗ္ဗာန်ဆိုတာ ဒုက္ခခတ်သိငြိမ်းအေးခြင်းလို့မှတ်ထားပါဒီလိုမှနိဗ္ဗာန်အကြောင်းမသိပဲအားထုတ်ရင်တရားမပေါက်နိုင်ပါဘူးလူဟာတန်ရောစင်မရှိရင်မหนีတတ်ဘူးတဏှာနဲ့အဖို့လုပ်ပြီးหนีတတ်တယ်ဒီလိုနေရင်နိဗ္ဗာန်ဘတော်မှမရဘူးနိဗ္ဗာန်ရခြင်းသရပညာကိုအဖို့လုပ်ရမယ်တဏှာဥပါဒံကံပြတ်ခြင်းရင်ဝိပဿနာအလုပ်ကိုလုပ်ပါစိတ်ဖြစ်တိုင်းစိတ်ကိုညံနေရှုရင်တဏှာဥပါဒံကံပြတ်နိုင်တယ်ညံနေရှုတော့စိတ်တည်တာမြင်နိုင်တယ်ဒီလိုမြင်ခြင်းက ကိုယ်အသေးကိုမြင်ခြင်းဖြစ်ပါတယ်ဝိပဿနာဆိုတာကိုယ်အသေးကိုမြင်အောင်ရှုခြင်းပဲဖြစ်ပါတယ်ကိုယ်အသေးကိုမြင်မှနောက်ထပ်ကိုယ်ခန္ဓာမလိုခြင်းစိတ်ဖြစ်မယ်ရာခဲတဲ့လူဘဝတတန်းကတိုးတယ်တတန်းတိုးတဲ့လူဘဝကို သစ္စာသိအောင်မလုပ်ပဲမတုံးပဲတဏှာခမ်းရလုံနေခြင်းကအလကားဖြုံးပြတာနဲ့တူတယ်အဖို့အလုပ်တွေကိုတည်ရကြပြီးလုံနေကြတယ်အာကိုရအစက်ကသစ္စာမြင်တဲ့ဉာဏ်သာဖြစ်တယ်သစ္စာမသိလို့တန်တရာရှည်ခဲ့ကြတယ် ။တန်တရာရှိတယ်ဆိုတာအိုဘေးနာဘေးသေဘေးရောက်တာကိုဆိုလိုခြင်းဖြစ်တယ်။သစ္စာကိုမမြင်မဲနဲ့နိဗ္ဗာန်ကိုဘယ်တော့မှမရောက်ဘူး။သစ္စာမှတပါးကိုယ်ခွေစရာ စီးကပ်စရာမရှိဘူး။သမှုတရားကိုလက်ညှိုးညွန်ပြီးဂုံယူမနေနဲ့။ဘုဒ္ဓဇင်ကကိုကိုကူမိုက်မန်းမသိတာကစိုးတယ်။သမှုတရားချုပ်တဲ့နေရာမှာနိဗ္ဗာန်ရှိတယ်။မတော်ရလို့နိဗ္ဗာန်ဝေးနေတာ။ကိလေသာရှင်းနေလိုက်နေလို့ဝိပဿနာမလုပ်ဖြစ်တာဝိပဿနာလုပ်သူစိတ်ရှုသူ လူတန်ရောစဉ်ပြက်တယ်တဏသိန်းခန္ဓာသိန်းနိဗ္ဗာန်ရတယ်မတ်ကိုဆူတောင်းလို့မရမရှိတာကိုသိအောင်လုပ်မှရတယ်မရှိတာကအနိစ္စသိတာကမတ်ကသိတာကသမှုရိယနောင်ခန္ဓာမလာတာကနိရောဓနိဗ္ဗာန်ကိုဒုက္ခကိုသိတာတစ္ဆာသိခြင်းဖြစ်တယ်ဒုက္ခတစ္ဆာဆိုတာကိုယ်စိတ်ကိုကြည့်ပြီးရှုမှမြင်တယ်တစ္ဆာမြင်အောင်ကြည့်တစ္ဆာသိအောင် လုပ်ဖို့ဒါအရေးကြီးပါတယ်တစ္ဆာမြင်ခြင်းကမိထွန်းခြင်းနဲ့တူတယ် အမောင်ပြောက်အလင်းရောက်ပစ္စည်းမြေအောင်မိထွန်းခြင်းကဆောင်ရွက်တယ်လို့သစ္စာလင်းအောင်ရမှနိဗ္ဗာန်ကိုမြင်ရတယ်အဝိဇ္ဇာအမောင်ပြောက်ပါတယ်ဝိဇ္ဇာဉာဏ်အလင်းလျှောက်တယ်ဝိပဿနာဉာဏ်ဘလောက်ခြားခြားရှုရမှာလို့တပည့်တော်ဝိပဿနာဉာဏ်ရဖို့အရှင်ဘုရားဘလောက်ခြားခြားလောက်ရမှာလို့ဗျာတပည့်တော်တို့မှလည်းတာယေသမီးစီပွားရေးအစာရှိသဖြင့်စင်ကြီးတစ်ခုပေါ်လာခြင်းလဲပေါ်လာမယ်ဒီလိုမေးလျှောက်တဲ့အခါမှာဆရာတော်ဘုရားက ။ခမည်းတော်သာယေသမီးရေစီပါရေးအသာထားစမ်းပါ။ဝိပဿနာဉာဏ်ကခမည်းတော်အတန်တန်မှာတတန်တရာလုံးကမိုက်တာကိုသူကနေပြီးဖြည့်ရှင်းချက်ထုတ်နေရတာ။အဲ့ဒီအမိုက်ကုံမှမညံပုံမှာရှင်းပြီနော်။တရားဒဂမတွေတန်တန်ရှိတဲ့ကိလေသာကိုဘာတထက်ပါအောင်ဒီဉာဏ်ကအားထုတ်လေလေ။ဒိဋ္ဌိကိလေသာအဝိဇ္ဇာကိလေသာတဏှာကိလေသာထူတဲ့ပုံကူမှာနည်းနည်းကြားတယ်လို့မှတ်ထားလိုက်စမ်းပါ။ကိုယ်ကိလေသာထူမှုကိုကိုဉာဏ်နဲ့ကိုစေချောနေရတာပါ။မပေါ်ကြသေးဘူးလား။ ဒုကြီးရေနည်းနည်းကြားလဲဦးမယ်ဒုသေးရေမြန်ပါတယ်ဒုသေးရေမြန်လိုက်မယ်ဆိုတော့ပါရမီတွေဘာတွေဘာမှချမနေနဲ့ငါမှပါရမီမရှိလို့ကြာထင်ပါရဲ့ပါရမီမရှိလို့မညံပေါ်ခဲထင်ပါရဲ့ဓာရီစင်ကြီးမလွဲပါနဲ့ကြာပြီးငါအားထုတ်နေတာဘယ်နဲ့ကြောင့်မလဲဘယ်နဲ့ကြောင့်မှမဟုတ်ဘူးကိုဒုကြီးလို့ကိုရှင်းနေရတာအဲ့ဒီတော့ငါပါရမီမရှိလို့လားဘာမှလားဆိုတာကိုအဖြေတွေဘာတွေရှာပြီးမနေဘဲနဲ့ဝိပဿနာဉာဏ်ဆုံးမှမညံလာမှာပဲလို့ဘုရားကလည်းဟောထားတယ် ဆရာဖုန်းကြီးကလည်းထပ်ပြန်ပြီးသတိပေးထားတယ်။သူဘဲနဲ့ကြောင့်မလာပါလိမ့်မလို့ဒုမကုံသေးလို့ပါတင်သလောက်မပါသေးလို့မလာသေးတာလို့မှတ်ရမယ်။မညံလာဖို့အတော်ကောင်းနေပြီ။ကြိုးစားနေတာလည်းအတော်ကြိုးစားသားပဲ။ဘာများဖြစ်နေသလိုပါရမီကြောင့်မလား။ယောဂဥပ္ပအန္တရာယ်ထူးလို့ပဲလား။လုံနေတာလည်းအမှန်သားပဲ။ဘာများဖြစ်နေပါလိမ့်မလို့လို့တန်တရားမလာနဲ့။ကိုယ့်ဟာကိုယ်ဆုံးဖြတ်ချက်ချမညံလာလောက်အောင်ကိလေသာမပါသေးလို့မလာသေးတာ။ဒီတလုံးတည်တည်ချာချာမှတ်ပါ။ ဒါကိုသိမထားရင်တော့ဘယ်နဲ့တော့ကိုဒီဘွားရထိုက်တဲ့ပုံကူမဟုတ်လို့ထင်ပါရဲ့ဒီစင်ကြီးကလာခြင်းလာပြစ်လိုက်တာကိုကိုကပဲပါရမီကသေးတယ်လို့ထင်ပါရဲ့ဒီလိုမอยู่ကြပါနဲ့တဲ့ဖြစ်ပြက်မြင်ရင်ပါရမီပြည့်စုံပြီသားဒုကြည့်ရင်နည်းနည်းကြာမယ်ဒုသိရင်မြဲမြဲပေါ်မယ်ဒါကိုသာဆုံးဖြတ်ချက်ချပါတဲ့ငိုးကုတ်ဆရာတော်ဘုရားကြီးကဟောကြားခဲ့တာဖြစ်ပါတယ်သူတော်စိကမြတ်တရားနာလျော်စွာအကျင့်ပြုကျင့်နိုင်၍အေးချမ်းကြပါစေ ။တတ်ရှိကျမ်းမှာစိတ်ချမ်းသာလူရဆန္ဒပြေဝကြပါစေ။တတဝဟုသည်တရားတွေချမ်းမြေသာသာ ရှိကြပါစေ။ဒုက္ခအတ္တနံပရိဟရန္တုမိမိကိုယ်ကိုချမ်းသာအောင်ဆောင်ရွက်နိုင်ကြပါစေကုန်သတည်းဒီကနေ့တင်ဆက်ပေးတဲ့ဓမ္မစာစုအကြောင်းအရာလေးကတော့ဝိပဿနာ၃မျိုးဆိုတဲ့အကြောင်းအရာလေးကိုအခြေတဝင့်ရှင်းလင်းပြသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ထားရသေးရင်လည်းဒီချိန်နောက်တော့ subscribe နှိပ်ထားပြီးအသစ်တင်တိုင်းမှာသိနိုင်ဖို့အတွက်ဖိနာကအချက်ပေးခေါင်းဆောင်လေးကိုလည်းနှိပ်ထားပေးခဲ့ဖို့တောင်းဆိုလိုက်ပါစေ။အခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုနားဆင်ကြကြတယ်။ဓမ္မမိတ်ဆွေများအားလုံးကာယစိတ်ဓာတ်နှပြသောဒုက္ခတွေနဲ့ပြေဆုံးနိုင်ကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းဘေးပြရီဝေးကွာလို့ရွှေလန်းချမ်းမြေကြပါစေခင်ဗျာ။